မင်္ဂလာပါရှင်။ Share Go Media ကရိုးဆိုပါတယ်။2025ခုနှစ် March 28ရက်နေ့12:57မိနစ်အချိန်ခန့်တွင် ပြည်အား Richter's Gate ခွန်တဓမ္မခွန်အစင်ရှိအင်အားလွန်ပြင်းငလျင်လောက်ခတ်မှုကြောင့်ရှမ်းပြည်နယ်အတွင်းမြို့နယ်73မြို့နယ်၌ဖျားစီဒီများတာဒနိကအဆောက်အဦများလူနေအိမ်များထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့်လူသိမ်းဆုံးမှုများဖြစ်ပေါ်ခဲ့ပါကြောင်းဝန်ထဲစွာအသိပေးအပ်ပါတယ်ရှင်။ ရှမ်းကွန်မီဒီယာကနေအင်အားလုံးပြင်းထန်သည့်မြေငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်ခံစားခဲ့ရသောငလျင်ဘေးတင်ပြည်သူများအတွက်အလွန်ငွေများလူရန်နိုင်အတိပေးကြညာပါမယ်ရှင်။ 28ရက်နေ့3လ2025ရက်နေ့တွင်မန္တလေးမြင်းကလေးစခန်းမှာအရှိမြောက်ဘက်21ကီလိုမီတာကွာဝေးသည့်မြန်မာနိုင်ငံပြည်တွင်းအနက်10ကီလိုမီတာကိုဗဟိုပြု၍ Richter scale ခွန်တတမခွန်အစင်ရှိအင်အားလုံးပြင်းထန်သည့်မြင်းကလေးလောက်ခတ်မှုကြောင့်ထိခိုက်ခံစားခဲ့ရသောငလျင်ဘေးတင်ပြည်သူများကိုကုညီထောက်ပံ့နိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေနေပြည်တော်၌တရက်4လ2025ရက်နေ့တွင်အလူငွေပေးရလူရမွဲဆောင်ရွက်သွားမည်ဖြစ် စ်သက်ဖြင့်လူရန်မီအလူရှင်များအနေဖြင့်အောက်ပါပုဂ္ဂိုလ်များသို့ဆက်သွယ်လူရန်နိုင်ပါရဲ့ရှင်။နေပြီးတော့ဒေါ်လဲ့လဲ့အေးညွန်ကြိုင်းမှုချုပ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဖုန်းနံပါတ်3960 3439 4039တက်3992 1491 ဦးဝင်းရွှေဒုတိယညွှန်ကြားမှုချုပ် BNL ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဖုန်းနံပါတ်3963 3439နဲ့ 39ကို2943931ဒေါ်ဖြူဖြူဝင်းညွန်ကြိုင်မူဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဖုန်းနံပါတ်396 3439 4933 39ကို4339 548443ဆက်သွယ်လူဒန်းနိုင်မှာကြောင့်အတိပေးကြေညာအပ်ပါတယ်ရှင်